ဒီကနေ့ကမ္ဘာမှာ အပြင်းဆုံးမြင်ကလေးကမြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့အပီးမှာငလေးလှုပ်ခဲ့တဲ့မျိုးနယ်တချို့မှာရေကြောတွေကနေရေရေထိမရအောင်ထွက်နေတာကြောင့်ဒေသတွင်းပြည်သူတွေကတော့စိုးရိမ်ပူပန်မှုတွေမြင့်တက်လေရှိနေတာကိုတွေ့ရပါပြီ။ရေတုံကင်တွေကနေအဲ့ဒီနီနာသဝိုက်ကရေကြောတွေကနေရေရေထိမရအောင်ထွက်နေတာဖြစ်တဲ့အတွက်ပြည်သူတွေကြားမှာတော့စိုးရိမ်ပူပန်မှုအများကြီးမြင့်တက်နေတာပါ။ပြီးတော့ဒီကြတဲ့အွန်လိုင်းပေါ်မှာငလင်သာချင်းအားရှိတဲ့ ကျော်လွန်ပြီးလှုပ်လာလို့ရှိရင်ဆူနာမီကြီးဝင်လာလိမ့်မယ်ဆိုပြီးတော့ခြေချောင်းနေကြတာကြောင့်ပြည်သူတွေကတော့အယံယံကိုစိုးရိမ်လိုနေကြကြလေးဖြစ်ပါ ಡಿ ဒီကြောင်ရနဲ့ပတ်သက်ပြီးမိုးလေဝသပညာရှိဦးနိုင်ကတော့တဲ့ပဲဖြစ်ရှင်းလာခဲ့တာကိုလေးတွေ့ရပါတယ်အခုရန်ကုန်မြို့နယ်တချို့မှာလေးရေဝင်ရောက်လာတာဖြစ်တဲ့အတွက်ပြည်သူတွေကြားမှာတော့ဒါကတကယ်ကြီးဆူနာမီတိုက်ခတ်ခံရမှာလားဆိုပြီးတော့စိုးရိမ်ပူပန်မှုမြင့်တက်နေတာကြောင့်အဝေးနိုင်ငံကယူခုလိုပဲဖြည့်ရှင်ပေးခဲ့တာကိုတွေ့ရပါတယ်ဗျာ။ ဆူနာမီဆူနာမီဆိုရဲအဲ့ဒီအရာတွေကကောလာဟာလာတွေပါဆူနာမီဖြစ်ရတာဘာကြောင့်ဖြစ်ရတယ်ဆိုတာနားလေရင်ဒီကောလာဟာလာကိုကြောက်စရာကိုမလိုပါဘူးပင်လယ်ပြင်မှာလှုပ်တဲ့ငလင်ဖြစ်ရမယ်တင်းအားခနစ်အထက်ရှိရမယ်အထက်အောက်ရွေတဲ့လှုပ်ရှားမှုဖြစ်ရမယ်အဲ့ဒါလိုလုံမဆူနာမီဆိုတာဖြစ်ပါရီပြက်တွေ့ကြောနဲ့မဆိုင်ပါဘူးငလင်လှုပ်တာဘေးနေရာမှာဘလို့လှုပ်တယ်လဲဆိုတာနဲ့သာပတ်တက်တယ်ဆိုပြီးတော့ဦးဝင်းနိုင်ကတဲပဲဖြစ်ရှင်ပေးခဲ့တာပဲဖြစ်ပါရီ ဒါကြောင့်မို့ရောင်မျိုးတွင်းထဲမှာရေရီအနေငယ်ဝင်လာတာကဒီရေတက်လို့သာဖြစ်ပြီးတော့ငလေလှုပ်တာနဲ့မဆိုင်ချောင်းနဲ့ဒီတစ်ခါကျတော့အခုလိုမျိုးမြန်မာနိုင်ငံသွုံးရေကြောတွေမှာငလေလှုပ်မှုကြောင့်ရေတွေထွက်နေတာကအရင်ကြီးဇိုးရင်စရာမရှိကြောင်းအဝေးနိုင်ရေပြောပြချက်ရပြည်သူတွေကိုအသိပေးပြစီလောလောဆယ်မှာတော့မြန်မာပြည်တွင်းထဲမှာဒေဆုံးမှုလူရေက300နီးပါးရှိနေပြီဖြစ်ပြီးတော့ဆက်လက်ပြီးတော့ကဲထုတ်နေစေဖြစ်ပါရဲ့ဗျာ